အားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့တာကနေပြန်လေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညနေခင်းအတွင်းနောက်ဆုံးရရှိထားတဲ့ Manchester United တိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါဒီကမှာ Jadon Sancho တို့ Andre Onana တို့ပါဝင်နေပေါ့လေ Andre Onana မဟုတ်ပါဘူး Andre Onana ပါကျွန်တော်တို့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါဆိုတော့လက်ရှိလို့ကျွန်တော်တို့ဂျီရန်ဆန်ရှူနဲ့ပတ်သက်ပြီးတော့ဂျီရန်ဆန်ရှူကိုခေါ်ယူဖို့အတွက်အီဟိုင်လီအပါဝင်ဆိုဒီကလပ်တူတူများများကစုံစမ်းမေးမြန်းမှုတွေပြုလုပ်လျက်ရှိရပါလိမ့် ကနဦးဆက်သွယ်မှုတွေရှိထားပေမဲ့လို့ကြည်ကြည်ပြန့်ပြန့်ဆွေးနွေးမှုတွေတော့မရှိသေးဘူး။ဥယျဘက်ကလက်တန်ရှိုးကလည်းဂျန်ဆန်ရှိုးနဲ့ပတ်သက်ပြီးစိတ်ဝင်စားနေကြတယ်။ဒါပေမဲ့လို့ကစားမားကတော့လောက်ခလာစားပိုင်းနဲ့ပတ်သက်ပြီးတော့တိတိတသာရှိုးယူသွားဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်။နောက်တစ်ခုဆက်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် Sky Sport ရဲ့ Dima Zero ကတော့ Jian Sancho နဲ့ပတ်သက်ပြီးအောင်လေရှင်ကရှင်ကလာကြိုက် Dima Zero ကတော့ Jian Sancho နဲ့ပတ်သက်ပြီးတော့ Napoli တင်းကတော့ De Bruyne ကိုခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက်အခု Jian Sancho ကိုခေါ်ယူဖို့ကြိုးပမ်းနေပြီဖြစ်တယ်ဆိုပြီးတော့ Dima Zero ကနေ ဖော်ပြထားတယ်ဆိုတော့ပြောရလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဂျီနန်ဆန်ရှိုနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလာတဲ့အသင်းတွေကတော့ရှိလာပြီလက်ရှိလို့ဒီမှာနာပိုလီတို့စိတ်ဝင်စားတယ်အဲဟိုင်လီတို့ဒီဆိုဒီကလပ်တွေတော်တော်များများကလည်းစိတ်ဝင်စားနေကြတယ်အာဂျီနန်ဆန်ရှိုနဲ့ပတ်သက်ပြီးတော့ဒေါ်မွန်အသင်းဘက်ကလည်းစိတ်ဝင်စားနေရမျိုးတွေရှိတယ်ဒါပေမဲ့ဒါပေမဲ့ကျွန်တော်တို့လက်ရှိလို့ဒီမှာခက်တာတခုကကစားမားကလောက်ခလာစားနဲ့ပတ်သက်ပြီးတော့တိတိတာတာရှုပ်ယူသွားဖို့မရှိဘူးဆိုတာပဲတော့တိတိတာတာရှုပ်ယူသွားဖို့မရှိဘူးဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်လိုပြောရမလဲကစားမားကလက်ရှိလို့ဒီမှာတပတ်လောက်ခ bonus တွေပါနေတယ်ဆိုလို့ရှိရင် United မှာ3သိန်းခွဲလောက်ထိရနေရဆိုတော့အာသူကတော့3သိန်းခွဲလောက်ရနေရဆိုတော့ငါ short တော့ short ယူမယ်ကွာ3သိန်းလောက်ထိတော့ငါလိုချင်တယ်အများကြီးတော့ short မယူနိုင်ဘူး3သိန်း3သိန်းခွဲဒီလိုမျိုးအခြေအနေမျိုးတော့ငါ short မယူနိုင်ဘူးဆိုတဲ့ပုံစံမျိုးပဲဆိုတော့ဒါကကစားမားရဲ့လောချက်ပေါ်လိမ့်မယ်အခုလက်ရှိလောလောဆယ်ခြေစွမ်းနဲ့ဂျီရန်ဆန်ရှိုးရဲ့ခြေစွမ်းနဲ့ဘယ်သိန်းကသူ3သိန်းခွဲပေးပြီးခေါ်မလဲဘယ်သိန်းက3သိန်းခွဲပေးပြီးတသိန်း3သိန်းခွဲသိန်းခွဲ2သိန်းရလို့ရှိရင်တော့မှတော်တော်လေးဂျီနိုင်ရမယ်အခြေအနေသူပြီးကြတဲ့ရာဒီမှာရှေ့စီမှာသွားကစားတယ်ဘာတွေဖြစ်လာလဲ ဲအန်ဇိုမာရစ်ကတော့သူ့အခွင့်အရေးတွေပေးတယ်ရှေ့ဆုံးမပြနိုင်ကြတော့မှ conference league final တွေပါဒီမှာတော့သူပွဲထွက်ခွင့်ရတယ်ကစားခွင့်ရတယ်ဆိုတော့အခွင့်အရေးပေးပြီးပွဲကစားခြင်းတွေပေးတယ်ရှေ့ဆုံးတိုးတက်အောင်အကူအညီပေးတယ်ပြီးလို့ရှိရင်နောက်ဆုံးအချိန်အထိသူ United ကိုပြန်မလာခင်အထိသူ့ရဲ့ ဒီကစားမဘဝကိုလူရမလဲရှေးရှိကိုခိုးဖို့အတွက်ကြိုးပမ်းခဲ့သေးတာဒါပေမဲ့လောက်ခလာတာတွေပါတယ်သူနှိမ့်နိုင်အောင်ပေါ့ဗျာသူပြခဲ့တဲ့ရှေးစွမ်းနဲ့တုံးသိမ့်ပေးစီရပါအကြောင်းရှိလို့လေဘာအကြောင်းမှမရှိဘူးသူရှေးရှိမှာအရန်ကိုအေးပါခဲ့တဲ့ကစားမတရားဖြစ်ခဲ့တာကိုယ်တွေတဖုံဖုံတွန်းပြီးတော့ဟိုဘယ်လိုပြောရမလဲအတန်းအတွက်ဘာတွေအကျိုးပြုနိုင်ခဲ့တာရှိလဲဒီလိုကစားမတရားအတွက်ဘယ်တင်းကတုံးသိမ့်ပေးမလဲဆိုတော့ဘယ်တင်းကမှတုံးသိမ့်ပေးမှာမဟုတ်ဘူး Manchester United တို့အဲ့ရှင်တို့ကတော်တော်လေးကိုလိုချင်ခဲ့တဲ့ကာလမလို့တုံးသိမ့်ကိုပေးပြီးတော့ United မလို့အယူမလို့အယူအသင်းမလို့ဒါအဲ့လိုမျိုးလုပ်ခဲ့တာဒီ လေစားလို့လက်အောင်မှာမလို့ပဲ United ကလည်းအဲ့လိုလုပ်ခဲ့တာလက်ရှိလို့ကျွန်တော်တို့ sanction နဲ့ပတ်သက်ပြီးတော့ဘေးအသင်းကမှတုံးနေခွင့်မပေးဘူးဆိုတော့လက်ရှိလို့ကျွန်တော်အဟာလီပါဝင်ဆိုဒီကလက်တော်တော်များများကလည်းစိတ်ဝင်စားနေကြတယ်ပေါ့လေဆိုတော့စိတ်ဝင်စားနေကြတယ်ဆိုတော့ကောင်းတဲ့တဲ့မှာဒါပေမဲ့ Jiren Sancho အနေနဲ့ပဲဆိုဒီလာစာအများကြီးရကျင်တယ်လက်ရှိရနေတဲ့တုံးသိန်းခွင့်လာစာကိုလိုချင်နေဆိုလို့ရှိရင်တော့ Sorry ပဲပြောင်းလိုက်တော့ Sorry ပဲပြောင်းလိုက်တော့ Sorry ကလက်ကလက်တွေကတော့ပေးကောင်းပေးမယ်မင်းလက်မထူးကြီးတွေပါနေဆိုလို့ရှိရင်ပက်ဆန်အများကြီးညှော်လင့်လို့ရမှာဥယျာပါမှာတော့မင်းကိုနှစ်သိန်းတသိန်းခွဲတဲ့ပို့ပြီးတော့ပေးမယ်အတန်မရှိဘူး နာပိုလီတို့ဘာလို့လဲလက်ရှိလို့ကျွန်တော်စိတ်ဝင်စားနေတယ်ဒါပေမဲ့နာပိုလီနဲ့ဂါနာရှိုးလို့ကစားသမားကိုတော့မှဟိုလောက်ခလာစာများတယ်ဆိုပြီးတော့မခေါ်တာခင်ဗျာမခေါ်တာဆိုတော့ဂျီရန်ဆန်ရှိုးကလက်ရှိလို့ကျွန်တော်ဂါနာရှိုးလောက်ကောင်းတယ်လို့ထင်ဘူးလားဂါနာရှိုးလောက်ဘာမှလုပ်ပြနိုင်တာမရှိဘူးဂါနာရှိုးတော့မှဒိုင်းနမိုက်ဖြစ်တယ်ပေါက်ကွေးအားပြင်းပြင်းနဲ့ပြိုင်ပက်နောက်တန်းတွေကိုမှွေနောက်နိုင်တယ်သူ့မှာတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့အဆုံးသက်ဆွမ်းရည်လေးနဲ့လိုအပ်လာလိုအပ်တာပဲရှိတယ် decision making နဲ့ပတ်သက်ပြီးတော့လိုအပ်တာလေးပဲရှိတယ်ဂျီရန်ဆန်ရှိုးကတော့လက်ရှိလို့လို့ဆင်မှာဘောလုံးကို ဆွေးတယ်တွဲပဲပြီးတော့ကစားတယ်ဆိုတာလောက်အောင်ပဲဘာမှအထွေထူးလုပ်နိုင်တာမျိုးမရှိဘူးဆိုတော့ဒီကစားမားကတပတ်သုံးသိန်းခွဲလိုချင်တယ်ဆိုတာကတော့နည်းနည်းစားတာပေါ့ဗျာနည်းနည်းစားတာပေါ့အတန်းနဲ့ပတ်သက်ပြီးတော့ဂျီဒန်ဆန်ရှိုးကတော့အတန်းကိုဒုက္ခပေးလိုက်မှာလို့ကျွန်တော်ယူဆတယ်ဒီပုံစံအတိုင်းဆိုလို့ရှိရင်တော့ကစားမားကလည်းဒီရဒီမှာယူနိုက်တက်မှာပဲဆက်ရှိသွားမယ့်ပုံစံမျိုးပဲတော်တော်လေးတော့အရှင်မကောင်းပါဘူးအဲဆိုတော့ညီကိုညီကိုဂျန်ဆန်ရှုံနဲ့ပတ်သက်ပြီးတော့ဘာတွေမြင်ကြလဲဘာတွေပြောချင်ကြလဲဆွေးနွေးကြကြပါအောင်သူ့အနေနဲ့ကတော့ဘာတွေစဉ်းစားနေလဲကျွန်တော်မသိဘူးပေါ့နော်လက်ရှိလို့စေယူနိုက်တက်မှာ ဒီ contract ပြန်တော့နေပြီးတော့ United မှာလစာတွေပိန်လိမ့်ပြီးတော့ယူသွားဖို့များစဉ်းစားနေရလားတော့မသိဘူး2026ဆိုလို့ရှိရင်ကမ္ဘာဖလားကန်ရအောင်မယ်သူ့အနေနဲ့ကမ္ဘာဖလားတွေကန်ခြင်းနဲ့အခုအသက်ကလည်းအခုမှ20 24နှစ်ပဲရှိသေးတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမှာသူ့ကစားသမား career ဘဝကိုကောင်းကောင်းရည်တည်ခြင်းနဲ့ဆိုလို့ရှိရင်အတန်းကောင်းတဲ့အတန်းကိုပြောင်းပြီးတော့ပွဲထွက်ကစားခွင့်ရဖို့အတွက်ချိုးပန်းရမှာ United မှာဆက်နေလစာ3သိန်းကိုဆက်ယူသွား ဘာမှဖြစ်လာတော့မှာမဟုတ်ဘူးဘာမှဖြစ်လာတော့မှာမဟုတ်ဘူးကျွန်တော်တို့မှာဆက်ရှိရင်လည်းအရင်ကောင်မထိုင်နေရပါပဲအငှားသွားကစားရင်သွားကစားယာတိကန်းယာတိကန်းအငှားသွားကစားခြင်းဟုတ်လားဒါကတော့ပတ်စံလိုခြင်းလို့ရှိရင်တော့ကိုဆုံးဖြတ်ချက်နဲ့ကိုလေဒီပတ်စံအတွင်းနဲ့မင်းကစားမဘွားတွေအောင်မြင်ကြိုကြမှုတွေလဲနိုင်နေသလိုရှိရင်တော့လဲလိုက်လို့ရပါတယ်ဘာမှတော့မဖြစ်ဘူးကျွန်တော်တို့ကလည်းပေါ့ပါလို့ကစားမအောင်တော့မှာပေါင်တန်း၈၀နဲ့ခိုးပြီးတော့ free နဲ့လွတ်ပေးလိုက်တာဆိုတော့ ရတယ်ဒီတစ်ခါလဲ U82 တန်းတန်မင်းကိုပေါင်82တန်းတန်မင်းကို25တန်းနဲ့မရောရှာရင်ဖရီနဲ့လွတ်လွတ်ရလဲဘာမှတော့32နင်းနာသွားစရာမရှိဘူး United ဆိုတာကနောက်တရာဒီခင်ရာဒီဆိုလို့ရှိရင်ခြေကပြန်ပြီးတော့အဆင်ပြေသွားမှာဘာမှဖြစ်သွားမှာမဟုတ်ဘူးကိုကစားမဘဝကိုတပတ်လောက်ခ3သိန်းခွင်းနဲ့လဲကျင်တယ်ဆိုလို့ရှိရင်လဲလေပိုလီဆိုလက်ရှိလွတ်စင်မှာတော့ဂျန်ဆန်ရှူဝါ United ကိုတော်လေးဒုက္ခပေးဖို့အစီအစဉ်ရှိသေးတယ်ကျွန်တော်ယူဆတယ်ဗျမာဥကောင်းလေးမစ္စတာဖရီတန်ကတော့တော်တော်လေးကိုခက်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ လက်ရှိလို့ဒီမှာကျွန်တော်အန်ဒရီအိုနာနာနဲ့ပတ်သက်ပြီးတော့ပါတအက်ထရက်တရဲ့ဖော်ပြချက်အရဆိုလို့ရှိရင် အန်ဒရီအိုနာနာရဲ့ကိုယ်စားလှယ်တွေကပြီးခဲ့တဲ့တပတ်ကအုပ်ဖို့မှာဆိုလို့ရှိရင်တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံဆွေးနွေးကြရပြီးတော့ဂူသမိုင်းနဲ့ခုနွေရတီမှာခုရတီမှာအတက်မှာဆက်ရှိဖို့အတွက်ပုံများနေဖြစ်တယ်ဗောဗျာဆက်ရှိဖို့မျှော်လင့်ရတယ်ဗောဒါပေမဲ့ United ကတော့ဂိုးသမားနေရာအတွက် Andre Onana ကိုရှင်ပြိုင်နိုင်မဲ့အရန်ဂိုးသမားတူခွေဖို့ဈေးကွက်ထဲကိုဝင်ရောက်လာနိုင်တယ်ဆိုပြီးတော့ Athletic ကနေဖော်ပြထားတယ်ဆိုတော့ဂိုးသမားတူထပ်ပြီးတော့ခေါ်ယူမယ်ဆိုတော့တည်င်းကတော့ ကောင်းတယ်ဗောလေဒါပေမဲ့အရန်ကိုသမားပါကျွန်တော်ဖြစ်နိုင်ရည်တော်တော်လေးကိုနဲတယ်လို့ပြောလို့ရတယ်ဝင်ရောက်လာနိုင်ရည်ရှိတဲ့သဘောမျိုးပဲရှိပါသေးတယ်ကျွန်တော်ကတော့ဝင်မရောက်လာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောခြင်းတယ်ကိုသမားနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာအဝေးကြီးပါတိုက်စင်မှုခေါ်ရအောင်မယ်ကွန်းလေးစားမှခေါ်ရအောင်မယ်အရန်ကိုသမားဆိုလို့ရှိရင်တော့အများကြီးမျှော်လင့်နေစရာမရှိဘူးလက်ရှိလို့ဒီမှာ N N Le Bayender ကသူဒီတူရကီအတွက်ကပဖလာကစားပြီးခြင်းနဲ့သူပွဲထွက်ခွင့်ရမယ့်အတန်းကိုပြောင်းခြင်းနဲ့ဒါကြောင့်မလို့အတန်းကနေထွက်ဖို့ကြိုးစားလာတဲ့အခါမှာယူနိုက်တက်ကနောက်ထပ်ဂိုးသမားတူအစားထိုးခိုးခြင်းနဲ့ သဘောမျိုးပဲကျွန်တော်အရန်ကိုသမားခေါ်မယ်ဆိုလို့ရှိရင်တော့ဘာဒီလိုမျိုးပဲလာအောင်ပါပါအီမီမာ DS2 ပါလို့လိုမျိုးကောင်းတဲ့ကစားမားတွေတော့ရမှာမဟုတ်ဘူးဗျာတိလာဈေးကွက်ထဲမှာတကယ်ကို quality ကိုသမားတွေရမှာမဟုတ်ဘူးအရန်ကိုသမားဆိုတာဒီကျွန်တော်ဘယ်လောက်မျှော်လင့်လို့ရမလဲဒီဘိုင်ဒါဘိုင်ဒါတို့ပါလို့လောက်ပဲမျှော်လင့်လို့ရမှာပေါ့ဆိုပေါင်တန်း20 30လောက်တော့မသုံးပေနဲ့အရန်ကိုသမားတယောက် Andre Onana ရဲ့နေရာကို shortlist လုပ်နိုင်တဲ့အရန်ကိုသမားတယောက်ကျွန်တော်ဘယ်လိုသွားမျှော်လင့်မလဲကျွန်တော်ရလိုက်မယ်လို့မထင်ဘူးဆိုတော့ အရန်ဂုသမာခေါ်မယ်ဒီဂုသမာကလည်းအန်ဒရူအိုနာရဲ့နေရာကိုလူနိုင်မဲ့ဂုသမာဖြစ်ရမယ်ဆိုတော့ဒါကမဖြစ်နိုင်ဘူးကြာဆိုတော့ပြောရလို့ရှိရင်အရန်ဂုသမာခွင်တော့အိုနာရဲ့နေရာကိုစိန်ခေါ်နိုင်လိမ့်မယ်လို့ကျွန်တော်မြင်ဘူးဆောက်ဆိုတော့ဘေးတဲ့ပိုင်းနေနဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်ဂိုဖန်ရဲ့အပိုင်းမှာတော့အန်ဒရူအိုနာကိုကြိုပြီးတော့ကောင်းရင်ကောင်းနိုင်တယ်အန်ဒရူအိုနာနဲ့ပို့ပြီးတော့အာဆူဆိုင်မှုကောင်းကောင်းနဲ့ဂိုးတွေပါဖြန်းကောင်းဖြန်းနိုင်လိမ့်မယ်ဖြန်းနိုင်ဖြန်းနိုင်လိမ့်မယ်ကိုလေဒါပေမဲ့ဒီကစားကွက်တည်တဲ့အပိုင်းဒီလိုမျိုးလုပ်တဲ့အပိုင်းဒီမှာတော့ကျွန်တော်အန်ဒရူအိုနာကိုကြိုပြီးတော့ ဒီပေါင်၁၀တန်းလောက်သုံးထားမဲ့အရန်ကိုသမားတယောက်ယူနေအန်ဒရူးအနာနာနေရာကိုရှင်းလင်းလုပ်နိုင်နေမယ်လို့ကျွန်တော်တော့မထင်ပါဘူးဆိုတော့ဘလို့ဒီဆက်ပြီးတော့ဖြစ်လာမလဲအပြောင်းရှိမှသတင်းတွေပါပြီးဆက်ပြီးတော့ကြားမလဲဆက်ပြီးတော့ကျွန်တော်စောင့်ကြည့်ကြရပါဘောလीဆိုတော့ညီကိုညီတော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘာလို့ပြောချင်ကြလဲဆွေးနွေးကြပါအောင်ကြည့်ရှုအားပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ် Subscribe လုပ်ကြောက်တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်တွေ့ကြရမယ်အားလုံးကျေးဇူးပါခင်ဗျာ